မင်္ဂလာပါဒီချက်တီနာဖြစ်ပါတယ်ဒီချက်တီနေ့တင်ပါက grade 11 message chapter 1လေးလိုနေတဲ့ပုံစံလေးတွေဖြည့်ပေးနေတာဖြစ်ပါတယ်ဒီနေ့က exercise 1.2ရဲ့ number 3လေးကို ဖြည့်ပေးပါမယ်3 4 5ပေါ့နော်ကဲအဲ့ဒါဆိုရင်ဒီချက်တို့သူ့ဆက်ကြည့်အောင်ဆိုတော့ဒီချက် grade 10 11 12ကိုပညာဒါနသင်နေတဲ့ channel တစ်ခုဖြစ်တယ်ဆိုတော့10 11 12ကလေးတွေကသင်ခန်းစာတွေကိုကြည့်ချင်တဲ့အခါမှာ channel ထဲကိုဝင်လိုက်ပြီး playlist out ထဲကိုဝင်လိုက်ပြီးကိုကြည့်ချင်တဲ့ chapter နဲ့အတန်းတွေကိုရွေးချက်ပြီးကြည့်နိုင်တယ်အဲ့တော့ playlist တစ်ခုကိုနှိပ်လိုက်တိုင်းအဲ့ဒီမှာ part 1 2 3 4ရှိတဲ့အခါမှာ video cover လေးတွေမှာကြည့်ပါကိုကြည့်ချင်တဲ့အပိုင်း notes အပိုင်း exercise အပိုင်း number 1အားလုံးရေးပေးထားတာဖြစ်ပါတယ် ကဲဟုတ်ပြီနံပါတ်3လေးကိုကြည့်မယ်နံပါတ်3မှာကမေခွန်းက by using synthetic division အာဟုတုံးရမလဲ synthetic division ကိုတုံးတဲ့เนาะ synthetic division ကိုတုံးပြီးတော့မှ show that တက်တည်ပြပါတဲ့เนาะ x minus x minus 3လေးဟာတဲ့ is a factor of the two year factor ဖြစ်ကြောင်းနဲ့အဲ့တော့ဒီမှာပြောပြီးတာကိန်းတန်းကိုအရင်ဆုံးပါလောက်ရမှာလဲ F4X ထားမယ်နော် F4X မပါလာဘဲနဲ့အောက်မှာကြိုက်တဲ့လောက်အတွက်အဖြစ်အပျက် အဖြစ်အကုန်မှန်လဲအဲ့ဒါတပုတ်လုံးကြီးလို့เนาะ function မပါဘဲနဲ့အောက်မှာ upper x ဒီ site ထည့်ရေးဖို့လို့မရဘူးအတိတ်ပဲမရှိဘူးဖြစ်တယ်เนาะအဲ့ဆိုတော့ upper x အရင်ထားမယ်ထားပြီးသွားပြီဆိုရင်ဒီချက်တို့က synthetic deviation လို့ပြောပြီဆိုရင်စားမှာဆိုရင် long deviation နဲ့ပဲစားစား synthetic deviation နဲ့ပဲစားစားထညွန်အရင်စအစင်လိုက်ဖြစ်လာပါเนาะကုတူပေးထားတာ3ထပ်2ထပ်1ထပ်ဆိုတော့အစင်လိုက်ဖြစ်တယ်ဆိုရင်ထည့်စရာမလိုဘူးမြောက်ဖို့ဂိမ်းတွေစရေးမယ်ဒါ ဆိုသူရဲ့မြောက်ပေါ်ဂိန်းကဘာလဲမြောက်ပေါ်ဂိန်းဒီ3အရင်လာမယ်ပြီးရင်ဘာလာမလဲ -19 လာမယ်ပြီးရင်ဘာလာမလဲ +33 လာမယ်ပြီးရင် -9 လာမယ်เนาะကဲဟုတ်ပြီအဲ့ဒါပြီးသွားရင်ဘာလို့ရမလဲစားမဲ့ဂိန်းကြည့်မယ်ဆိုတော့ x 3ဆိုတော့ f of 3ဒါဆိုတော့ချက်ရူပါနဲ့စားမှလည်း3နဲ့စားမယ်ဆိုတော့3နဲ့စားမယ်ဆိုတော့အရင်ဆုံးဒီ3လေးကဘာလို့မှလဲအောက်ကိုဆွဲချပါမယ် သရီကိုဆွဲချပြီးအဲ့ဒီသရီနဲ့အပေါ်နဲ့မြောက်3 3လီကိုရတဲ့ကိုဒီမှာထက်နော်9ထည့်မယ်ဆိုတော့ -19 plus 9ဆိုတော့ -10 ရတယ်အဲ့ဒီ -10 ကိုသရီနဲ့သွားမြောက်ဆိုတော့30လီ30တိ minus ဆိုတော့ဒီမှာလာချက် -30 เนาะဆိုတော့33နဲ့ -30 ဆိုတော့ +3 ကျန်တယ်အဲ့ဒီ3ကိုအပေါ်က3နဲ့တပြက်မြောက်အုံ3လီကိုရတဲ့ကိုကိုဒီမှာထက် နော်အဲ့ဆိုတော့ +9 minus 9ဆိုတော့0နော်0ထွက်တယ်ဒါဆိုရင်ဒီချက်ရိုးရဲ့ဒီပေးထားတာလေဒီ factor ဖြစ်လားမဖြစ်လားဖြစ်သွားပြီအဲ့ဆိုတော့ဘယ်လိုရေးရမလဲ remainder equal to d0 ဒါကြောင့်မလို့အခုပေးလိုက်တဲ့ x minus 3ဟာ is a factor or a for x ပေါ့ နော်ကဲဟုတ်ပြီဒါနံပါတ်3ပြီးပြီနံပါတ်3ပြီးပြီဆိုတော့နံပါတ်4လေးကိုကြည့်မယ်နံပါတ်4မှာက find နဲ့ရှာပါ the factor of factor တွေကိုရှာရတယ်သူရဲ့ factor တွေပေါ့ဒါဆိုရင် factor လို့ကျင်တယ်ဆိုတော့ကျတော့နောက်ဆုံးဂိမ်းကြည့်ရတယ်မဟုတ်လားနော်9ကိုကြည့်9ကိုစားလို့ပြတ်တဲ့9ရဲ့ factor တွေပေါ့1ကစမယ်နော်1ပြီးရင်ဘာလာမလဲအဲ33 4ပြီးရင်ဘာလဲ3 33လီကိုပြင်6တလီကိုပေါ့နော်ဒီလိုလာမှာအဲ့တော့သူ့ရဲ့ factor တွေတွေကပဲဖြစ်ရမယ်။ဒါဆိုရင် သူကအခုရှိတဲ့ထဲကဆိုတာ plus or -1 ဖြစ်နိုင်တယ် plus or -3 ဖြစ်နိုင်တယ် plus or -9 ဖြစ်နိုင်တယ်။ဒါစဉ်းစားတာဖြစ်နိုင်တဲ့မြတ် factor တွေကိုစဉ်းစားတာဖြစ်တဲ့အတွက်ဒီမှာထည့်ရေးပေးလဲရတယ်လို့ထည့်မရေးပေးလဲရပါတယ်။ နော်အဲ့တော့ဒီချက်လူကတော့ချဲတော့ထဲမရေးတော့ဘူးစဉ်းစားတာပဲဖြစ်တယ်။ဒါဆိုရင်အဲ့ဒီထဲကပဲဖြစ်ရမယ်ဆိုတော့အရင်ဆုံး f(x) ထားတယ်။ထားပြီးသွားတဲ့အခါမှာမလုပ်ကြည့်ရမလဲ။မလုပ်ကြည့်ရမလဲဆိုတော့အရင်ဆုံး factor ကထပ်ညွန်းကိုကြည့်လိုက် နော်။ထပ်ညွန်းဒီ၃ထပ်ဖြစ်တယ်။၃ထပ်ဖြစ်ရင်ဗာလေ၃ထပ်ဆို factor သုံးခွင့်ထွက်ရမှာလေဆိုတော့တစ်ချိန်အစားအသွင်းမယ်နော်0ထွက်မဲ့တစ်ချိန်အစားအသွင်းမယ်0ထွက်မဲ့တစ်ချိန်ဆိုတာဟာဗာလေ ကိုအစားသွင်းလိုက်တဲ့ဂိမ်းကိုရှင်းလိုက်ရင်အဖြစ်0ထွက်ရမှာဒီတရားပဲထည့်မှာပေါ့နော်ဒီတရားဆိုအခုတီချာတို့စဉ်းစားထားတဲ့ထဲကထည့်မှာပြောတာဒါဆိုဘယ်ကနေစစဉ်းစားမလဲဆိုတော့ -1 ကနေစစဉ်းစားမယ်အ plus 1ကိုအရင်ထည့်ကြည့်လိုက်နော်အကျမ်းပဲထည့်မယ်အကျမ်းအရင်စဉ်းစားခဲလေးနဲ့ဒါဆိုရင်ဒီကျုနေရာမှာ1ထည့်လိုက်ရင်1နဲ့မြောက်တာဖြစ်တဲ့3 2ရမယ်တခါဒီ x ကို x2 နေရာမှာ1ထည့်ရင် +11 ထွက်မှာ x နေရာမှာ1ထည့်ရင် +8 ထင်းရမှာပြီးရင် +9 ရှိတယ်ဒါ0ထွက်လာမထွက်ဘူးအလုံးအပေါင်းတွေကြီးပဲเนาะဆိုတော့ तू က0မထွက်နိုင်ဘူးဆိုတော့ဒါ +1 ထည့်ရင်0မထွက်ဘူးပေါ့เนาะအဲ့ဆိုဘာထည့်ကြည့်မလဲ -1 ထည့်ကြည့်မယ် -1 ထည့်ကြည့်မယ်ဆိုတော့ up for -1 =အစားတွင်းမယ်2 into -1 the whole cube 11 into -1 the whole square plus 18 into minus 1 plus 9เนาะဒါဆိုရင် minus 3ထပ်က minus ဖြစ်တဲ့အတွက်ရှေ့မှာ2ရှိတော့ minus 2 minus 2ထပ်က plus ဖြစ်တဲ့အတွက်11ရှိတဲ့အတွက် plus 11ဒီက minus နဲ့ရှေ့က plus နဲ့မြောက်တော့ minus 18နောက်မှာ plus 9เนาะဒါဆိုရင်18နဲ့2နဲ့ရှင်းတာက minus 20เนาะ minus 20 11ရဲ့9ရဲ့ပေါင်းတာက plus 20ဒါဆိုမကြည့်သွားဘူးလားကြည်သွားတယ်0ဒါဆို factor ဖြစ်သွားပြီ minus 1ထည့်ထားတာက factor ဖြစ်တယ်ဆိုရင် factor အနေနဲ့ရင်ပါယူရမယ် x plus 1 is a factor of of x နော်အဲ့တော့ဒီမှာလည်းနှစ်နီးတွက်လို့ရတဲ့အတွက် synthetic နဲ့တွက်လည်းရတယ် long division နဲ့တွက်လည်းရတယ်အဲ့တော့အရင်ဆုံးတိချက် synthetic division နဲ့တွက်ပြပါမယ်ဒါဆိုရင်သူကဒီမှာအခုတချက်တော့ -1 နဲ့စားမယ်ပေါ့နော်ဆိုတော့မြောက်ဖို့ဂိန်းတိ3မှာဖြစ်တဲ့အတွက်ထညွန်အစင်လိုက်ဖြစ်တယ်3ထက်2ထက်1ထက်အစင်လိုက်ပဲဆိုတော့ဘာအရင်ရေးမလဲမြောက်ဖို့ဂိန်းတိအရင်ရေးဆိုတော့မြောက်ဖို့ဂိန်းတိကဘာတွေလဲရှေ့ဆုံးက2ပြီးရင်ဘာလာမလဲ11 ပြန်ပါလာမယ်18ပြန်ပါလာမလဲ9လာမယ်။စားမှာကဘယ်သူနဲ့စားမလဲ -1 နဲ့စားမယ်။ဆိုတော့ -1 နဲ့စားမယ် d2 လေးကိုအရင်ဆုံးပါလုပ်ပြီးအောက်ကိုဆွဲချเนาะ d လေးကိုအောက်ကိုဆွဲချမယ် d ပြီးအဲ့ဒီ2ကို -1 နဲ့တွမ်းမြောက်မယ်ဆိုတဲ့အတွက်2ရတဲ့ -2 ကိုဒီမှာရေး။ဒါဆိုဒီမှာ -2 เนาะဆိုတော့11 -2 ဆိုတော့ဘယ်လောက်လဲ9 เนาะနိုင်ရတယ်အဲ့ဒီရတဲ့9ကို -1 နဲ့တွက်မြောက်ဆိုတဲ့အတွက် -9 ရတဲ့ -9 ကိုဒီမှာရေးဒါက -9 เนาะဆိုတော့78ထဲက9ကိုနှုတ်မှာဆိုတော့+ကြီးတဲ့အတွက်သူလဲ +9 เนาะ +9 ရတဲ့9ကိုဒီမှာတပြတ်မြောက်တော့ -9 ရတဲ့ -9 ကိုဒီမှာလာထက်ဆိုတော့ -9 +9 ဆိုတော့0အဲ့ဒီမှာတချို့ရလာတဲ့ဟာလေးဒီ ကိုရှန်ရဲ့ပိုလီနိုမီယံနော်မြောက်ဖို့ဂိန်းကကိုရှန်ရဲ့မြောက်ဖို့ဂိန်းရတာဖြစ်တယ်ဒါလေးอ่ะနော် coefficient of quotient ဒါဆိုရင် polynomials အနေနဲ့ရေးမယ်ဆိုရင် polynomial or quotient လို့ရေးမှာနော် q u o t i e n t quotient polynomials or quotient ဆိုရင်ဘာဖြစ်သွားမလဲ 2ကဒီဟာဒီထပ်ထချင်းက3ထပ်ဖြစ်တဲ့အတွက်တစ်ထပ်ရော့မှာဆိုတော့2ထပ်မလားမြောက်ပေါ်ကိန်းက2เนาะမြောက်ပေါ်ကိန်းက2ဆိုတော့ 2x2 ပြီးရင်9ကကြတော့တစ်ထပ်ဖြစ်သွားမှာမို့လို့ +9x ပြီးရင်နောက်က9ကကြတော့တစ်ထပ်ပြီးရင်အထပ်မရှိဆိုတော့ +9 ဒါကအခုတချို့ရလိုက်တဲ့ဆက်လက်เนาะကိုရှင်းရသွားတာ အဲ့တော့ question ရပြီဆိုရလာတိုင်းကိုတချို့က f(x) မှာပြန်ရေးရမှာဖြစ်တဲ့အတွက်တချို့ရဲ့ f(x) ဒီ dividend equal to divisor into quotient မှာလာနော်အဲ့ဆိုရင် f(x) equal to factor ဟာပထမဆုံးတချို့ရထားတာစားထားတာကဘာနဲ့စားတာလဲ -1 နဲ့စားတာနော် -1 နဲ့စားရဲဆိုတာဘာလဲ x plus 1เนาะပထမတကွင်းက x plus 1ပြီးရင်ဒုတိယရတာကဒါလေးဒါကဒုတိယရတာเนาะကြည့်အဲ့ဒါဆိုရင်ဘာရေးမလဲ x plus 1 into ပေါ့เนาะ x plus 1 into ပေါ့အခုရလာတာလေးက 2x square plus 9x plus 9 2x square plus 9 9x 9အဲ့ဒါဆိုရင်ဒီစရိုဒါက x 1ဖြစ်မယ်သူ့ကိုကမလုပ်မလဲစခွဲကင်ခွဲမယ်ပေါင်းရင်9ရရမယ်တဲ့ဒါဆိုရင်ဒီစရိုရှေ့က2လေးက 2x နဲ့ x ပဲနောက်က3 3 4 9ဆိုတော့ဒီလိုမြောက်တာက3 2 6ဆိုတော့ 6x ဒီလိုမြောက်တာက 3x ပေါင်းလိုက်ရင် 9h အဲ့ဒီ 9h က plus ရချင်တာဖြစ်တဲ့အတွက်နှစ်ခုလုံး plus ပေါ့နော်အဲ့ဆိုရင်ဘာရသွားမလဲ x plus 1 sorry x plus 3တကွင်းလေးရဲ့ 2x plus 3လေးရဲ့ရတယ်ဒါဆိုစုစုပေါင်းတစ်ချက်တော့ factor ဘယ်နှကွင်းရသွားလဲ3ကွင်းရသွားတယ်ပေါ့အဲ့တော့သူမေးတဲ့အတိုင်းအဖြေထုတ် therefore factor လို့မေးတဲ့အတွက် the factor r လို့အဖြေထုတ်ပြရမှာနော် the factor အာနော်ဆိုပြီးပထမဒကွင်းက x+1, ဒုတိယက x+3 and နောက်ဆုံးလေးက 2x+3 ဒါကဒီ synthetic division ကိုသုံးပြီးတွက်တာနော် long division နဲ့လည်းတွက်တတ်ရမယ်ဘာလို့လဲဆိုတော့မေခွန်းကန့်တတ်လိုက်ရင်ကန့်တတ်တဲ့အတိုင်းတွဲရမှာဖြစ်တဲ့အတွက်နှစ်နည်းလုံးတွက်တတ်ရမယ်ဆိုတော့ဒီပထမအဆင့်အထိကအတူတူပဲပေါ့နော်လောင်းနဲ့တွက်တွက် အဲလောင်းနဲ့ပဲတွတ်တွတ် synthetic နဲ့ပဲတွတ်တွတ် DT ရတူမယ်နော် DT တူမယ်ဒါဆိုလောင်းနဲ့စားမယ်ဆိုရင်လည်း X+1 နဲ့ပေးရင်ဂိန်းတန်းကိုစားမှာမလားနော်အဲဆိုတော့အဲ့ဒါစားမယ်အဲ့တော့ပေးရင်ဂိန်းတန်းပြန်ကူးလိုက်တယ်ဘာနဲ့စားမလဲ X+1 နဲ့စားမယ်နော်အဲ့ဆိုရင် X+1 နဲ့စားဆိုအခုတချို့လိုရာလေးကြည့်ဒီမှာ X တထပ်ဒီမှာ3ထပ်လိုရာဆိုတော့2ထပ်လိုမယ်2ကလည်းမရှိတဲ့အတွက် 2x square လို့မှာပေါ့နော်။ဒါဆိုမြောက်လိုက်ရင်က 2x cube ပြီးရင်1နဲ့သွားမြောက်မှာဖြစ်တဲ့အတွက် plus 2x square နော်။ 2a square ကဲဒါလေးကိုလက္ခဏာချိန်မဲ့ minus minus ဆိုရှေ့ကကြည့်တယ်။နောက်က plus 11 minus 2ဆိုဘယ်လောက်ကြံမလဲ။ plus 9ကြံမှာနော် 9x square ကျန်တာဆွဲချဆိုတဲ့အတွက် 18x plus 9 နော်ဆိုတော့အလီဝင်ရင်ဒီကလက္ခဏာအတိုင်းဝင်လို့ပြောတဲ့အတွက် plus 9 x ရဲ့ထပ်ညွန်းကဒီမှာတစ်ထပ်ပဲရှိတဲ့အတွက်တစ်ထပ်လို့နော်တစ်ထပ်လို့ဆိုတော့ 9x2 ပြီးရင်1နဲ့သွားမြောက်မှာဖြစ်တဲ့အတွက် plus 9x ပေါ့နော် plus 9x အဲ့တော့လက္ခဏာချိန်မဲ့ minus minus ဆိုတော့ရှေ့ကကြည့်တယ်နောက်က18 minus 9ဆိုတော့ 9x ကျန်မယ် plus 9ဆွဲချမယ် ဆိုတော့သူရဲ့လက္ခဏာဒီ plus 9เนาะ x မလို့တော့ဘူးဆိုတော့9 ace plus 9ထွက်တယ်လက္ခဏာချိန်လိုက်ရင်0ထွက်တယ်ပေါ့เนาะလက္ခဏာချိန်လိုက်เนาะချိန်ပြီးချိန်လိုက်ဒါကအရှိက minus နောက်လဲ minus ပေါ့နော်ဒါဆိုရင်ဒါရပြီဆိုတိုင်းအမြဲတမ်းဘယ်မှာပြန်ရေး f(x) မှာပြန်ရေး divided equal to divisor ဆိုတော့ divisor က x+1 into quotient ဒါလေးက quotient အနောက်မှာ 2x² plus 9 x plus 9เนาะဒါဆိုခုနကခွဲတဲ့အတိုင်းပဲ x plus 1တကွင်းဒီကနန်းကတူတယ်လေ 2x square plus 9x plus 9ဆိုတာမတူနေဘူးလားတူတယ်เนาะဒီမှာ 2x square plus 9x plus 9ဆိုတော့ဒီစရုပ်ခွဲထားတဲ့အတိုင်းလေးပဲပြန်ယူမှာပေါ့เนาะခွဲထားတဲ့အတိုင်းက x plus 3တကွင်း 2x plus 3တကွင်း x plus 3တကွင်း 2h 3တကွင်းเนาะဒါဆိုရရင်ခုနအတိုင်းပြန်အဖြေထုတ် therefore the factor r ဆိုပြီး x 1 comma x 3 comma 2x 3လို့ရေးပေးရုံပဲနားလည်လားနှစ်ခုလုံးတူတူပဲเนาะကြိုက်တဲ့တနည်းနဲ့အတွက်နှစ်နည်းလုံးတော့တွက်တတ်ရမယ်ရမလားကဲအဲ့ဒါဆိုကျေလို့နောက်တစ်ပုတ်လေးဆက်ကြည့်အောင်နောက်တစ်ပုတ်က number 5ပေါ့เนาะ number 5ကလည်း find the factor ပဲမေခွန်းတူတူပဲเนาะမေခွန်းတူတူပဲဆိုတော့ ဒီမှာတော့ဒီချက်တနည်းနဲ့ပဲတွက်ပြတော့မယ်နော် synthetic နဲ့မတွက်ပြတော့ဘူးနှစ်နည်းလုံးတွက်တက်တွက်ရမယ်တွက်တက်ရမယ်လို့တော့သိရမှာဖြစ်တယ်နော်အဲ့ဒါဆိုရင်အရင်ဆုံးဒီချက်တို့8ကိုစားလို့ပြတ်မဲ့8ရဲ့ factor လေးတွေဟာဖြစ်နိုင်တယ်ပေါ့နော်အဲ့ဆို8ရဲ့ factor ဆိုတော့1ဖြစ်နိုင်တယ်ပြီးရင်ဘာဖြစ်မလဲနှစ်လေးလီရှင်းဖို့လို့နှစ်ဖြစ်နိုင်တယ်ပြီးရင် လေးနှစ်လီရှစ်မို့လို့လေးဖြစ်နိုင်တယ်ပြီးရင်၈တလီရှစ်ပေါ့အပေါင်းလဲဖြစ်နိုင်တယ်အနှုတ်လဲဖြစ်နိုင်တဲ့အတွက် plus or minus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  အဲ့ဒါကဒီမှာထည့်ရေးလဲရတယ်ကိုကြောင်းပုံမူတည်တယ်ပေါ့နော်ထည့်ရေးခိုင်းရင်ထည့်ရေးလိုက်မထည့်မရေးလဲရတယ်ဆိုဖြုတ်ခဲလို့ရတယ်ဒီချေတော့ထည့်မရေးတော့ဘူးဆိုတော့ခုနလိုပဲ1ကနေစအစအတွင်းကြည့်မယ်နော် factor တကွင်းအရင်ရှာမယ်တကွင်းအရင်ရှာမယ်ဆို1ထည့်ကြည့်မယ် 1ထည့်ကြည့်ရင်1 2ဆို1 1ထည့်ရင်5 1ထည့်ရင်2 8ဆိုတော့ကြည်လာကြည်တယ်เนาะကြည်တယ်ဆိုတော့ afford 1နဲ့ရတယ်ဆိုတော့အစာအသွင်းပဲပေါ့เนาะဘာလေးအစာအသွင်းမလဲဆိုတော့ afford 1လေးအစာအသွင်းအဲ့တော့ afford 1ဆိုတော့1ထည့်မှာဖြစ်တဲ့အတွက်အရင်ဆုံး x2 နေရာမှာ1ထည့်ဆိုတဲ့အတွက် 1q plus 5 into 1 square plus 2 into 1 8ပေါ့နော်။ကြည့်အဲ့ဒါဆိုရင် equal to 1 2က1 plus နောက်က5ရမယ် plus 2ရမယ် minus 8ပေါ့နော်နောက်ဆိုရင် plus 8နဲ့ minus 8ဖြစ်တဲ့အတွက်0ထွက်တဲ့အတွက် factor ဖြစ်တယ်နော် factor ဖြစ်တော့ plus 1နဲ့ထည့်ထားတာဖြစ်တဲ့အတွက် x minus 1ပေါ့နော် x minus 1 is the factor of f of x နော် alpha x factor ရပြီရပြီဆိုရင်ဒီစလိုစားရမှာကပါလဲ p n kinan စားဆိုတော့ဒီ x x 1လေး ਨੇ ဒီမှာလာစားမယ်နော်သူ့လာစားမယ်ဒါကြောင့်မလို့ x 1နော်ဒါဆိုဒီမှာ3ထပ်ဖြစ်တဲ့အတွက်ဒီမှာတစ်ထပ်ဆိုတော့နှစ်ထပ်လိုတယ် x2 နော်ဆိုတော့ x2 ရမယ် x2 ရရင် -1 နဲ့ x2 နဲ့မြောက်မှာဖြစ်တဲ့အတွက် -x2 ရှေ့ကိုလက္ခဏာချိန် minus plus ရှေ့ကကြီးနောက်က5 plus 1ဆိုတော့ 6x2 เนาะအပေါ်ကဆွဲချဆိုတော့ plus 2a minus 8ပေါ့เนาะဆိုတော့အလီဝင်ရင်ဒီဟာနဲ့ဝင်မှာဖြစ်တဲ့အတွက်ဘာဖြစ်မလဲ plus 6ဝင်မယ် x က2ထပ်ဖြစ်တဲ့အတွက်တစ်ထပ်လိုတယ်ဆိုတော့ 6x2 ဖြစ်မယ် ပြီးရင် minus 1နဲ့ 6x နဲ့မြောက်မှာဖြစ်တဲ့အတွက် minus 6x လက္ခဏာချိန်ပါမယ် minus plus အရှိကကြီးမယ်အနောက်က2 plus 6ဆိုတော့ 8x နောက်ကဆွဲချမယ် minus 8ဒါဆိုရှေ့ရဂိမ်းနဲ့အလီဝင်မှာဖြစ်တဲ့အတွက် plus 8เนาะ x ကတစ်ထပ်ဆိုတော့မလိုတော့ဘူး 8x minus 1နဲ့8နဲ့မြောက်တော့ minus 8 လက္ခဏာချင်းပဲ minus plus ဆိုတော့အားလုံးကြည်သွားတယ်0เนาะကဲအဲ့ဒါဆိုဒီလိုက0ထွက်ပြီဆိုတော့ဒီနှစ်ခုကိုဘယ်မှာပြန်ရေးမလဲ f(x) မှာပြန်ရေးမယ်เนาะ dividend က f(x) dividend equal to divisor into quotient เนาะဆိုတော့ dividend က f(x) equal to dividend equal to divisor divisor ကဘာနဲ့စာထားတာလဲ x minus 1, no? x minus 1 into quotient. So, quotient nga bayarale x square plus x plus a, no? x square plus eight, x plus a. a square plus 6x plus 8ကဲဟုတ်ပြီဆိုတော့နောက်ကနှစ်ခုကိုစခွဲကိန်းခွဲပါမယ်ဆိုတော့ဒီချက်တော့ပေါင်းရင်6ရရမှာဆိုတော့4နဲ့4ပေါ့နော်4နဲ့2ပေါင်း6 4နဲ့လီဆိုတော့2 4လီလို့ယူမယ်လိုချင်တာအပေါင်းဖြစ်တဲ့အတွက် x 2တကွင် x 4တကွင်ဒါဆိုဒီချက်ရဲ့ factor 3ခွင်ရသွားပြီ နော် x minus 1 x plus 2 x plus 4 factor find the factor လို့မေးလို့ factor လို့အဖြေပြန်ထုတ်နော် the factor အာပထမတစ်ခုက x minus 1 comma x plus 2 and x plus 4နော်ဒါလေးပဲရပြီလားကြောက်ပြီအဲ့ဒါဆိုဒီ channel video လေးကိုဆက်ဆောင်ကြည့်ပေးပါအားလုံးမင်္ဂလာပါ